မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုအစည်းအဝေးမှာဒီကနေ့မြန်မာစံတော်ချိန်ည9:00နာရီချိန်မှာမုံတိုင်းငယ်တရင်ကိုထုတ်ပြန်ထားပါတယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့ရဲ့အနောက်မြောက်ဘက်မှာကုန်းနမိုင်းဒေသများကိုဖျက်ကျော်ခဲ့တဲ့မုံတိုင်းငယ်ဟာမြောက်အရှေ့မြောက်ဘက်သို့ရေရှားခဲ့ပြီးဒါကာမြို့ရဲ့မြောက်ဘက်မှာကုန်းနမိုင်းဒေသများကိုဆက်လက်ဖျက်ကျော်လျက်ရှိပါတယ်။ ဆိုလာမွန်နိုင်ငံဟာမြောက်အရှေ့မြောင်ဘက်သို့ဆက်လက်ရွေးချယ်နိုင်ပြီးနောက်၁၂နှစ်အတွင်းလီဘီယာနဲ့ရောင်းဝယ်ဖြစ်သောအားရော့သွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။အဆိုပါမွန်နိုင်ငံရဲ့အရှင်ကြောင့်ဒီကနေ့ညမှဇွန်လ၂ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာအနှံပြားမိုးထစ်ကြောင်ရွာပြီးတချို့ဒေသမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။မြဝကျွန်းပေါ်ရခိုင်ကန်ရန်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာမကြခဏမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းအလုံးကြီးပါမယ်။မိုးတက်လေပြင်းကြားစဉ်ရေပြင်းပြင်းလေးဟာတနအီကိုမိုင်၄၀အထိတိုက်ခတ်နိုင်ပါတယ်။ လိုင်းမြမမြဝကျုံမရခိုင်ကံရံတခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ14ပေမှ16ပေကန့်ရှိနိုင်ပါတယ်။မုတ်တမခွေမွန်တနင်္သာရီကံရံတခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခမုတ်တလေပြင်များကြာရောက်ပြီးလိုင်းကြည့်ပါမယ်။မုတ်တလေပြင်ကြာစဉ်ရေပြင်းပြင်းလေးဟာတနင်္သာရီကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။ လိုင်းမြမှာဗုဒ္ဓမာကွေမွန်တနင်းသာရီကံရံတခြားနဲ့ကံလွန်ပင်လေပြင်းတို့မှာ9ဘီမှ73ဘီကန့်ရှိနိုင်ပါတယ်။တို့ဖြစ်ပါ၍မိုးတိထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတိချုံခြင်းမိုးကြိုးပြခြင်းလျှက်စီးလက်ခြင်းမိုးတိကျွေခြင်းလျှက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တာကြောင့်ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူများအနေနဲ့မြေပြိုမှုအန္တရာယ် မြင့်ငယ်ချောင်းငယ်များအနေမှနေထိုင်ကြသူများအနေနဲ့ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှရနေပြည်တွင်းရေချောင်းသွားလာရင်လည်းလေချောင်းပြန်တန်းရင်လည်းကြိုတင်သတိပြုနိုင်မှရန်သတိပေးနှိုးဆော်ထားပါတယ်ရှင်။